ကလေးဟာခလန်းဟာသွားဖို့တော်တော်ခက်ခဲတဲ့အခြေအနေတိပျက်စီးနေပါတယ်အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကလေးကနေဟာခါကိုသွားပြီးတော့သတင်းယူခဲ့တဲ့ကျွန်တော်တို့သတင်းတော့ဥအောင်ကျော်စောကိုတိုက်ရိုက်မြင်မြန်ကြည့်ပါမယ်ခင်ဗျကိုအောင်ကျော်စောရေအဲ့ဒီကလမ်းအခြေအနေကိုပြောပြပါအောင်ဗျာကောင်ကျော်တော့အဲ့ဒီကလမ်းအခြေအနေကိုတစ်ချက်တော့ပြောပြပါအောင်ဗျဟုတ်ကဲ့ဟိုဟာကားပြုတ်ဆက်သက်ထားတဲ့လမ်းလမ်းပိုင်းတစ်ပိုင်းရှိရပါတော့နော်ရန်ကုန်ဟာကားလမ်းပိုင်းရဲ့ ကလေးဟာကလမ်းကလေးတလန်းဟာကလမ်းပိုင်းပေါ့နော်လမ်းပိုင်းတစ်ပိုင်းရှိတယ်ကံကောလမ်းပိုင်းကလုံးဝသွားလို့မရတော့ဘူးကဒီလမ်းဘက်ကလာတဲ့ကလေးကလန်းဟာကလမ်းပိုင်းကတော့ဒီကလန်းမျိုးပေါ့နော်ပြီးခဲ့တဲ့6ရက်နေ့ပြီးတော့ကားလေးပြက်လာလို့ရတယ်ဒါပေမဲ့ဟိုကလန်းနဲ့ဟာကလမ်းပိုင်းကြားမှာပေါ့နော်ဒီဟိုဟာမိုင်ကန်အမတရားနှစ်နဲ့တရားခွန်ပေါ့နော်အဲ့ဒီနှစ်ပိုင်းမှာလုံးဝပြည့်စည်သွားတယ်လမ်းကဟိုအောက်ကိုပေတရားလောက်ထိကျုပ်ကြသွားပြီးတော့လမ်းပိုင်းကကျုပ်ကြသွားပြီးတော့ ကျွန်တော်တို့စိုင်ကယ်နဲ့လာတာတော့ဟာဒီစိုင်ကယ်ထမ်းလိုက်ဟိုလမ်းလျှောက်လိုက်အဲ့လိုမျိုးလာရတယ်ညဒါတော့လုံးဝသွားလို့မရတဲ့အနေထားပါအဲဒါမဲ့ဟိုတာဝန်ရှိတဲ့ဟိုလမ်းမိုက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ပြင်ဆင်နေတာတော့တွေ့ရတယ်ဒီပြီးတော့အဲအင်ဂျင်နီယာတယောက်ကတော့ပြောတယ်တပတ်တွင်းတော့ကားသွားလို့ရနိုင်တဲ့အနေထားမှာရှိတယ်လို့ပြောပါတယ်ညဒီကားကားကတော့လုံးဝလာလို့မရတဲ့အနေထားပါဘူးဗျဟုတ်ကဲ့ဗျအခုလက်ရှိဟာခါမျိုးရဲ့အခြေအနေရောဗျာ အဲလက်ရှိဟာခမျိုးပုံမှာတော့ဗျာဒုက္ခတဲ့ scan ရှစ်ခုဖွင့်ပြီးတော့ဒီအိမ်ကျိုးတဲ့လူတွေပေါ့နော်အိမ်အိမ်ကျိုးရတဲ့လူတွေဒီစိုးရိမ်တဲ့လူတွေကတော့ဒီဒုက္ခတဲ့ scan တွေမှာရောက်နေပြီလားဟိုဒူးရေ6000နီးပါးတော့ရှိတယ်ဒီဟာခမျိုးပုံမှာရက်ွက်6ခုရှိတာကို၄ခုလောက်ကကျိုးရဲဆိုတော့တော်တော်စိုးရတဲ့အခြေအနေပေါ့နော်အဲအိမ်ကြီး600ကျော်လောက်တဲ့ပြည့်စုံရတယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုအောင်ကျော်သွေးကြီးကလည်းဒီဒုက္ခတဲ့ scan မျိုးလာနေကြတယ်ဘာလို့လဲဆိုတော့သူတို့က ဒီစက်မနေရတော့နောက်တစ်ခါမိုးရွာရင်ပြိုနိုင်တဲ့အနေထားဆိုတော့ဗျာမြေကြီးတွေကကွဲအပ်ပြီးတော့ဆက်ပြီးတော့မနေရတော့ဘူးပေါ့အဲကြောင့်ဒုက္ခတဲ့ scan တွေပါလာနေကြတယ်လူမျိုးတွေရှိတယ်ပြီးတော့စံစည်းစံပေါ့နော်ဒီလမ်းမကြီးပြတ်တဲ့စံတွေကလုံးဝဈေးတက်ပြီးတော့ဒီတသိန်းပေးတော့အခုဒီနေ့ပေါ့နော်တသိန်းပေးတော့တောက်ွယ်လို့နေရတော့တဲ့အနေထားဖြစ်နေမှာကြာဒီဒိက္ခာတော့လမ်းမပွင့်တော့ဒိက္ခာပြတ်တော့မဲ့အနေထားဖြစ်နေပြီမျိုးပေါ်မှာတော့ဟုတ်ကဲ့ဗျအကောင်ကျော်တော့ရေးကျေးဇူးပါနော် ဟုတ်ကဲ့ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးပါအောင်မယ်ဗျာ